ဆက်ကျင်ပါဖြစ်မလဲဒီလိုစွန်လေးတစ်စုံပေါ့နော်ဒီလိုကောင်းကောင်းရှော့ကောင်းကောင်းနဲ့ရှော့ရဲဒီကနေပြီးတော့ဟိုစွန်ကိုရှော့တယ်ပေါ့နော်အဲ့တော့ဒီရစ်မာလဲကျိုးနဲ့မချီထားဘူးသူကလည်းမဆက်ဘူးဆိုရင်ရှော့ကောင်းကောင်းနဲ့မေးပြပြပြရှော့လိုက်မယ်ဆိုရင်တဲ့ဒီကျိုးဒီစွန်လေးอ่ะရစ်နဲ့ဝေးွားပြီးတော့ညွင့်ညင်ရနှိကျခြင်းဟကျသွားတယ်လို့ပဲဒီလိုကုသိုလ်ကြောင့်ရရှိလာတဲ့ဒီဘဝကဘဝလေးဟာလဲမေးမေးပြပြနဲ့ နေပြီးတော့ဘဝတစ်ခုပုံဆုံးသွားမယ်ဆိုရင်နဲ့ကြက်ခြင်းကြက်လွင့်ဝင်လွင့်ငင်ရလွင့်သွားလိမ့်မယ်ပေါ့ဆိုလေးတစ်ခုပြောတော့အဲ့လိုအဲ့လိုမလွင့်သွားအောင်ယနေ့ကောင်းမှုကုသိုလ်တွေနဲ့ဆက်ပေးကြတယ်ကောင်းမှုကုသိုလ်တွေလုပ်ပေးကြတယ်ဆိုနော်အဲ့လိုအရင်လိုစာမသတ္တနာပုံညာနာတတိနာအာယတနာနာမနတိတဲ့သတ္တနာတတဝါတို့မှာပုံညာနာကုသိုလ်နဲ့ပြုတော့အာယတနာကုသိုလ်မှတပါးတခြားတော့အာယတနာနာမနတိတဲ့ ာကိုးစရာမိကိုးစရာဆိုတာမရှိပါဘူးတဲ့ကုသိုလ်ကလွဲလို့ဦးဇင်းတို့တရားဝါတွေမှာအာကိုးစရာဆိုတာမရှိဘူးတဲ့အဲ့ရောဒီကလေးဆရာသမားတွေပဝင်းတဲ့အခုမိစေအပေါင်းသင်းနေဆိုတာလည်းပဲအာကိုးလို့ရာကောင်းရရင်တောင်မှတဘဝတစ်ခဏလောက်ပါပဲတဲ့ဒီကုသိုလ်ကလည်းဒီဘဝပါမှာတန်ရာလျှောက်နိဗ္ဗာန်ရောက်ရှိတိုင်အောင်အာကိုးထိုက်တဲ့အာကိုးရတယ်ပေါ့အဲ့ရောဒီနေ့ ဥစဉ်တို့တွေတက္ကမပေါင်းတို့တွေဒီဘဝကိုရရှိနေတယ်ဆိုတာကလည်းပဲဥဒုကြောင့်ဆိုတာဒါတေကြတယ်ပေါ့အဲ့တော့သုံးတဲ့တဘုံဒါချင်းချင်းတူတူရဲ့ဘာဖြစ်လို့ဥစဉ်တို့ကြတော့သူကတိလို့ခေါ်တဲ့ဒီဘဝကိုရောက်ရှိနေပြီးတော့အပယ်လေးပါးလို့ခေါ်တဲ့ဒီတိရစ္ဆာန်အပယ်ဒီငရဲလို့ဆိုတာဒါမမြင်ရလို့ဒါအပယ်လေးပုံထဲမှာတိရစ္ဆာန်ဟုတ်တာဥစဉ်တို့မြင်နေရတယ်တွေ့နေရတယ်သူတို့ကြတော့စဉ်းစားရဲဘာကြောင့်မြင်နေရတယ်ဘာဖြစ်လို့နေရတဲ့ဘဝရောက်ရှိရလဲဆိုတော့ဥဒုမရှိခဲ့ရပါလေတဲ့ ်ဒီလိုမြင့်တဲ့ဘဝလူဘဝရောက်ရှိနေရဆိုတော့ဒါကုသိုလ်ကြောင့်ကုသိုလ်ကြောင့်ဦးဇင်းတို့ရောက်ရှိတယ်ဆိုတာလေးကိုဒါလေးကိုဦးဇင်းပြောပါတယ်အဲ့ကုသိုလ်ကိုမကုံဝအောင်ဆက်ရမယ်တဲ့အဲ့လိုဒီရကုသိုလ်ဆက်တဲ့အနေနဲ့ဒါနဆက်ပြီးကောင်းမှုကုသိုလ်တွေမင်းတို့ဘုရားကိုအကြောင်းပြုပြီးတော့ဒီလိုသာဒင်တိုင်းလေးကိုလာပြီးတော့ဒီလူတွေကလာပြီးတော့ကောင်းမှုကုသိုလ်ပြုလုပ်ကြတယ်ဗောအဲ့ဒီကုသိုလ်နဲ့ပတ်သက်ပြီးအဲ့ဒီဒီစေနေအကြောင်းကိုဒီပုံရပြရလို့ဒီလိုခေါ်ရတယ်ဒီကမှမလာတဲ့ ပုံညာကိရိယာဝိတုရှေမျိုးတဲ့ပုံညာဆိုတာကောင်းမှုဝိတုဆိုတာအကြောင်းမှာကိရိယာလို့ပြုလုပ်တယ်ပြုလုပ်ကြောင်းအကြောင်း10မျိုးပေါ့အဲ့မှာ10မျိုးကဘာတွေလဲဆိုဒါနအေကံစုံခြင်းဒုတန်းခြင်းသီလစသီစံနေခြင်းဘာဝနာပွားများခြင်းပေါ့နောက်အပ္ပစာယနာတဲ့ကိုယ့်ရဲ့အသက်ကြီးတဲ့ဒီပုံကြီးတဲ့ဒီလူသေးတာလေးစားတာအတိအမှတ်ပြုတာပေါ့နော်အပ္ပစာယနာဝေယဝိသဇ္ဇရောဇရဏ၃ပါးရဲ့ ဝိယဝိသတိမိပါတိဘိုးဘွားကြီးနေတဲ့ဝိယဝိသတိပြုလုပ်ပေးတာဒါလည်းကောင်းမှုကုသိုလ်ထဲမှာ၁၀ပါးထဲမှာပါတယ်တစ်မျိုးပေါ့နော်ပုံရပြရဦး၁၀ပါးထဲမှာပါတယ်ကောင်းမှုတစ်ခုနောက်ပဋိဒါနတဲ့ပဋိဒါနဆိုတာပတ္တဆိုတာရောက်ရှိတာဒါနဆိုတာတော့ပေးကမ်းစုညာတာပေါ့ရောက်ရှိတာဘာတွေရောက်ရှိလဲဒီနေ့ပေါ့မင်းနေမလားကြောင်းပြီးပြီးတော့ဒါနတီလာအစားကြီးလည်းကောင်းမှုကုသိုလ်တွေမိမိတို့ရရှိထားကြပြီရောက်ရှိနေတယ်ပေါ့အဲရောက်ရှိနေတဲ့ဒါနဒီကောင်းမှုကုသိုလ်တွေကိုတဲ့ ပတ္တာနုမောဒနာတဲ့ yeah sorry ပတ္တဒါနဆိုတာဒါနပြန်ပြူတာပေါ့နော်အခုဒီဒါနတော့ဒါဒါနတခုသူများရရှိတာတဲ့ဒီကောင်းမှုကုသိုလ်တွေကိုအမြပေးဝေတာပေါ့နော်အမြပေးဝေတာလေဒါဒါနတခုပဲပဋိဒါနခေါ်တယ်ပေါ့နောက်ဒါနတခုကပုံညာတခုကပတ္တာနုမောဒနာတဲ့ပတ္တာနုမောဒနာဆိုတာတော့သူများသူများဒီအခြားသောလူတွေပေးဝေတဲ့ကောင်းမှုကုသိုလ်တွေကိုကိုကဝမ်းမြောက်ဝမ်းသာနဲ့ဓာတုခေါ်တာဒါလည်းကုသိုလ်တခုပါပဲပေါ့နော် အမှုမဲ့မဲ့တော့ခေါ်လို့တော့မရဘူးကိုကစိတ်ထဲမှာပါပါနဲ့ဝမ်းမြောက်ဝမ်းသာနဲ့သူတို့ဒီလူနိုင်တန်းနိုင်ကြပါစေသူတို့ရရှိမှုရရှိကြပါစေဒီကောင်းမှုတွေသူတို့ရရှိပါဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်မယ်ဆိုရင်အလူရှင်နဲ့အလူထက်ထက်ဒီခမ်းမြတ်သူတို့ရရှိပါတယ်တဲ့အပ္ပစာယနာဒိဋ္ဌိစုကမ္မဒိဋ္ဌိစုကမ္မဆိုတာကြောက်မှန့်သွားယူတဲ့အယူပေါ့ကောင်းမှုဆိုတာကုသိုလ်ဆိုတာငါတို့ရဲ့ကောင်းမှုကုသိုလ်ကုသိုလ်ဆိုတာငါတို့ရဲ့အဲဥစ္စာဖြစ်တယ်လို့နော်မကောင်းမှုက ငါတို့ရဲ့ဥစ္စာမဟုတ်ဘူးကုသိုလ်ကကုသိုလ်အကောင်းနဲ့အကျိုးကိုပေးတယ်မကောင်းမှုကမကောင်းမှုအကျိုးကိုပေးတယ်ဆိုတဲ့ယုံကြည်မှုကဒါဒိဋ္ဌဒိဋ္ဌိသုတ္တမကိုခေါ်တယ်ပေါ့ဒါလည်းကုသိုလ်တစ်ခုပါပဲအဲ့တော့ဒီကုသိုလ်၁၀မျိုးကိုပေါင်းလိုက်ရင်ဒါနသီလဘာဝနာကိုပူရန်ဒီကပေါင်းလိုက်ရင်ဒီ၃မျိုးပဲဖြစ်ပါတယ်ပေါ့အခုအများကြီးနားလည်နေကြတော့ဒါနဒါနပေါင်းမှုပြုမှကုသိုလ်ရမယ် ပစံကုံခံမှကုသရမယ်လို့လေဒါတော်များများရတယ်ငါတို့ကတော့ပစံမကုံနိုင်ဘူးကုသမျိုးမရှိတဲ့အတွက်ကောင်းမှုကုသမလုပ်နိုင်ဘူးအမှန်တော့ကောင်းမှုကုသလုပ်ဖို့ဆိုတာကတော့ဒီပြောပြခဲ့တဲ့မှာ၁၀မျိုးတောင်ရှိပါတယ်ပစံကုံခံနိုင်မှမဟုတ်ပါဘူးအကိုကတော့လုပ်ခြင်းနဲ့စန္ဒရဲ့ဒဂါတရားရဲ့လက်ဖြစ်ဖို့ပဲဆိုလိုပါလားအခုဥမာဒါနဆိုတာတော့ခက်ခဲပါသေးတယ်ဘာဖြစ်လို့လဲကုသမှရှိတဲ့ဟာကိုသူရတာလေနောက်ရှိအောင်လဲရှားရတယ် တော့တစ္ဆန်မကုန်ဘူးလွယ်ကူတဲ့ဟာသူကတော့သူလည်းလွယ်တယ်လို့တော့မဟုတ်ဘူးတီလဒါနပြီးတော့တီလတီလဆိုတာစောက်ပြီးဆောင်ထင်းရတယ်ဟာပေါ့သူကအရက်ဒီစားတောက်တတ်တယ်မကောင်းဘူးဆိုတာသိရင်ဒါရှောင်နေရမှာပေါ့ဒါလည်းရှောင်နေတာတီလပေါ့နော်တီလဆိုတာကြတော့ဒါနနဲ့ပြီးပြီးတော့ဟိုခက်ခဲတယ်ပြီးတော့ဦးဇင်းတော်ချင်းဦးဇင်းတွေလက်တွေ့ကိုယ်တိုင်ဦးဇင်းကတော့ဗမာလေးအဲဆောင်းလေးနဲ့ငါးပါးတီလမကပေါ့နော်တီလပေါင်းများစွာဝန်ဆောင်ခြင်းရတော့ဟိုအရိယာမဖြစ်သေးတဲ့အတွက် ဒါကိုမကောင်းဘူးလို့သိတယ်သိတဲ့အတိုင်းနဲ့ရှောင်ရင်ရတယ်ဆိုတာတော်တော်ခက်ခဲပါတယ်ဟိုလွယ်လွယ်ကူကူတော့မရဘူးဒီလိုပဲခက်ခဲရတယ်တတိပြီတော့ဒီလိုကြည့်ယူရတယ်ပေါ့နော်ဒီလားဆိုတာဒီလားဆိုတာအဲကာမဝဒကုသိုလ်ဒါနဒီလားဆိုတာကာမဝဒကုသိုလ်ဒါပေမဲ့အကျိုးပေးရကြတော့ဒါနကဒါနတဲ့ဒီလားကပုံပြီးတော့အကျိုးပေးတယ်ပုံပြီးတော့လည်းမွန်မြတ်တယ်ပေါ့နော်ပုံပြီးတော့ကြီးမားပါတယ် ဒါကြောင့်လေဆိုတော့ဦးဇင်းတို့ဒါနဆိုတာဌာနကောင်းမှုရဲ့အကြောင်းအကျိုးတရားအကြောင်းတရားကိုရရှိနိုင်တဲ့အကျိုးကဘဝတံပတ်ဒီတဲ့ဘောဂတံပတ်ဒီတဲ့ဘောဂတံပတ်ဒီရှိပြီးဥစ္စာပြည့်စုံရဲ့နော်တိလာကြတော့တိလာရဲ့အကျိုးပေးရပါလေအကျိုးတရားကြတော့ဘဝတံပတ်ဒီအဲ့မှာတိလာကဒါနနဲ့ဘာကြောင့်မြည့်လဲဘာလို့ကြီးကျယ်လဲဆိုတော့အဲ့မှာဦးဇင်းတို့ရှင်းပြရရင်ဟိုဥပမာပြရရင်တော့ဒါနတစ်ခုလောက်ပြီးတော့လူဘဝနတ်ဘဝရောက်မယ်လူဘဝရောက်မယ်ပေါ့နော်ဒါနတစ်ခုပြီးတဲ့အခါမှာ ဒါနကြောင့်ဘောဘောကချမ်းသာတဲ့ဒီကောကလည်းရောက်ပြီဒါနကောင်းမှုကြောင့်ဒါပေမဲ့ဒါနပြည့်တဲ့အချိန်မှာပဲတစ်ချိန်တစ်ချိန်မှာဖြစ်ပြီးပိလာတွေကမလုံခြုံမှုဆိုရင်သူကဒါနကြောင့်တော့အဲလူချမ်းသာနဲ့ချမ်းသာဖြစ်တယ်ဒါနဲ့ပိလာမလုံခြုံခဲ့တဲ့အတွက်ငါဘာပိလာမလုံခြုံခဲ့တဲ့အတွက်ဘာဖြစ်လဲအတက်တူမဲ့ယောဂဝိညာဉ်ခံစားရမယ်နောက်ပြီးကိုရှိတဲ့ပစ္စည်းတွေကလည်းမြို့မြို့ကြောင့်အဲဆုံးရှုံးသွားနိုင်တယ်မဆုံးရှုံးသွားတယ်လို့အဖြစ်လို့ဒီနေ့ဒီကိုပို့ခဲ့မယ် ်ညာတက်ဘုံတက်ခဲ့မယ်တက်ပြီးတော့ဘာမှကုသိုလ်ကြီးလုပ်ခဲ့လို့ကုသိုလ်ကြောင့်ချမ်းတော့ချမ်းသာတယ်ဒါပေမဲ့အဲ့မှာချမ်းသာဖို့အတွက်ကိုလည်းဟိုမကောင်းတဲ့လုပ်ပြီးမှမကောင်းတာလုပ်ပြီးမှလည်းသူကချမ်းသာဘာဖြစ်လို့လဲကောင်းမှုကုသိုလ်လုပ်တဲ့အချိန်မှာသူအာကုသိုလ်တွေချမ်းရံပြီးတော့လုပ်တဲ့အတွက်ကြောင့်ကိုလူယောတာကလုပ်လို့မရပါဘူးသူကမကောင်းတဲ့အာကုသိုလ်လုပ်ပြီးမှလည်းသူကချမ်းသာတယ်လို့အဲ့ဒါတိဒါနာပြည့်တဲ့နေရာမှာသူကမလုံခြုံရင်းအကြောင်းတစ်ခုနောက်တစ်ခါဒါနာ တော့ပြည့်တယ်တိရမလုံဘူးဆိုရင်နဲ့အဲ့မှာဒီများတက်တက်မယ်ဆိုရင်ကိုယ်လည်းဘာဖြစ်မလဲယောဂဝိညာဉ်ခံစားမယ်အသက်သူသူနဲ့ပြီးမယ်ဒါတစ်ဖက်ကျတော့ဒါနကြောင့်တော့ချမ်းတော့ချမ်းသာအဲ့မှာစဉ်းစားကြည့်လူတရားမှာချမ်းတော့ချမ်းသာပစ္စည်းဥစ္စာတွေပြည့်စုံနေပြီဒါပေမဲ့သူ့မှာယောဂါတွေကဆွဲလန်းနေတယ်ဆိုရင်ဆွဲနေတယ်ဆိုရင်ရှိနေတယ်ဆိုရင်တော့ဒီချမ်းသာတွေသူခံစားနိုင်မှာမလားပေါ့နော်ချမ်းတော့ချမ်းသာတယ်ဒါနကြောင့်ချမ်းသာတယ်ဒီလာက မရှိခဲ့ဘူးဆိုရင်တိလာကြောင့်အတက်ကုန်တဲ့ယောဂါဖြစ်လို့ပေါ့နော်အဲဒါနရဲ့တိလာရဲ့အကြောင်းအကျိုးတရားလေးနောက်ဆယ်မျိုးထဲမှာရှိတဲ့တော့အချင်းချင်းပေါ့နော်ဒီနှစ်ခုနောက်တစ်ခုကဘာဝနာဘာဝနာကြတော့စိတ်သက်တည်ခြင်းဖြူစင်တန့်ရှင်းစေတယ်သဒ္ဒါနတိလာနဲ့မြတ်ပါတယ်ဒါကြောင့်လေဆိုတော့သူကြတော့လေအချိန်နဲ့မပေးသေးရမလို့ပါဘူးအငွေကြီးတဲ့မကုန်ဘူးဒါနအပြန်ဘာဝနာဆိုတော့ပွားများတာလေအရင်လိုကမ္မထမ်းအပန်း၄ 40တောင်ရှိတယ်ပေါ့နော်အများဆုံးသူတို့အလွယ်တကူရှိမှကြတော့အာနာပါနအဲ့မှာကမ္မထာ40ထဲမှာမေတ္တာလေးပါပါတယ်မေတ္တာလေးဒါပို့နေပါတဲ့ဒါလည်းဘာဝနာတစ်ခုပါဦးလို့ဆုံးသွားတယ်မေတ္တာပို့ကြတယ်မှာပါတယ်ဘာဝနာပို့အဲ့ဘာဝနာကုသိုလ်ကြတော့လေဒါနနဲ့သီလဆက်မြက်ပါလေဒါနသီလဆက်မြက်တယ်အဲ့တော့ဒီနေ့ဦးရင်ဒီလာအကြောင်းလေးပဲအဓိကပြောနေတာပါဒီလာကတော့ဦးရင်ကောင်းမှုကိုပြီးလို့နေရာမှာဒီလာကြီးချမ်းရံပြီးတော့ဒါလူချင်းတွေကတော့လောက်ရမယ် ်တို့အလူခံနေဘက်ကလည်းပဲအနေဆုံးတီလာနဲ့ပြည်စုံနေရမြင့်မြတ်တဲ့စီစဉ်တဲ့အလူခံဖြစ်မှုအတွက်ဒီလည်းပဲဦးဇင်းတို့ဘက်ကတီလာတွေအခြေခံပြီးတော့စီစဉ်ရမှာပေါ့နော်အဲ့တော့ဒီလိုဒီလာဖြူစင်ဖို့အတွက်ဆိုတာကလည်းပဲတရားတရားရှိဖို့လိုပါတဲ့ငွန်ပေါင်းလို့ဒီကောင်ကစောင့်နေတဲ့ငါးပါးဒီလာဆိုတာလည်းပဲတရားတရားမရှိရင်လည်းဘလို့မှမစောင့်ဘူးမစောင့်သိနိုင်ပါဘူးလေတရားတရားကအရေးကြီးတယ်တရားကြဘာပြောလဲဆိုတော့ တဏှာဟတ္တိတဏှာယုံကြည်တာကိုတဏှာလို့ခေါ်တာပါ။ဒါတွေယုံကြည်တာတော့သူတို့ယရဏသုံးဏပစ္စုပန်တမလုံးကံဤကံဂျိုးတဲ့ဒီခုနှစ်မျိုးကိုယုံကြည်တယ်ပေါ့တဏှာက။ဘုရားရှင်ကိုယုံကြည်တယ်ဘုရားရှင်ခေါ်ကြတယ်ခေါ်ကြခဲ့တယ်ဓမ္မခန္ဓာ၈ပေါင်း၄ပေါင်းအကျဉ်းဆုံးပြမယ်ဆိုရင်ဓမ္မနဲ့ဥနည်းအရာကိုယုံကြည်တယ်ပေါ့။ဒီနည်းအရာဓမ္မကသဘောတရားတွေဥနည်းအရာကိုသိတဲ့တရားတွေပေါ့။အဲဒါကတော့အရှင်မြတ်ကြီးပရိယတ်ပြိပတ်ဒီလောက်နေကြခုလိုမျိုးဒီလိုဆိုရင်ဒါပရိယတ်ပြိပတ် စာပင်တိုက်ကြီးကြီးထောင်ပြီးတော့စာလီတင်နေကြတယ်။တင်နေတဲ့အချိန်မှာလည်းပဲဒါဦးဇင်းတို့တိခရီနဲ့လုံကြုံနေတယ်လို့လည်းပြောကြတယ်ပေါ့နော်။သူကနဲ့နေရာမှာသူကပုံပုံကြီးမြင့်မြတ်ဖို့အတွက်ကျွန်တော်ဦးဇင်းတို့ပြောလို့ဒါနလေးပြည့်တဲ့နေရာမှာကိုယ်ဘက်ကလည်းပဲတိလပြည့်စုံရမယ်။သူကပုံပုံဘက်ကလည်းအဲတိလတွေပြည့်စုံရမယ်ပေါ့။ဒါဆိုရင်နှစ်ဦးနှစ်ဖက်ကလေးတီလာပြည့်စုံတဲ့အတွက်ဥဒန်းနဲ့ဥမှာဘာလို့ပဲကြီးရဲပြီးဥလန်းနဲ့ဥဒန်းနဲ့ဥမှာအဲကြီးကျူးများပါတယ်ပေါ့ ဲ့ဥစဉ်တို့တွေဥပဒနာတရားအထုတ်တဲ့နေရာတော့မဟုတ်ပေမဲ့ဥစဉ်တွေမှာဘာအကျင့်ရှိလဲဆိုဥပဒနာကတော့ဒါကျင့်ရတာပေါ့နော်။သိပြီးရင်ကျင့်ရတယ်ပရိပတ်ဒီဥစဉ်တို့ကြတော့ဒါကျင့်နေနေရပေါ့။သိနေနေရပေါ့။သိပြီးရင်ကျင့်ရတယ်။ဒါဥစဉ်တို့လည်းကျင့်နေကြတာပါပဲ။ဒါဖြစ်လို့အခြေခံသီလတွေကိုသီလဓမ္မတိပညာသိက္ခာ၃ပါးရှိတဲ့ထဲမှာအင်းန်းသီလတွေကိုဒါစောက်ပြီးစောင့်သိနေကြရတယ်ပေါ့နော်။အဲ့ဒါသီလပြည့်စုံနေတဲ့တံမလီလေးတွေယဟန်တော်လေးတွေလူပြန်ွင့်ရတာလည်းပဲ ဒါကြည်ညူများတဲ့အလူကပြင်းမြက်တဲ့အလူတမျိုးလဲဒါဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတွေလူတိုင်းမို့လွယ်လူယုံကြည်ဖို့တော့ကလည်းဆောင်းပြောတယ်ဒါတရားရှိရတယ်ဒါရာရှိပြီဆိုရင်တရားဝင်ယုံကြည်တယ်ကြားကျင်ဟောကြားတဲ့ဒီတရားတွေကိုယုံကြည်တယ်တဲ့ဒီတရားတော်တွေကိုအချိန်ကြာကြုပ်အားထုတ်နေကြတဲ့သံဃာတော်တွေရှင်မြတ်တွေကိုလည်းဒါယုံကြည်ဖို့ပေါ့နောက်မိမိတို့ရရှိကြတဲ့ဒီစုံပန်ဘဝကိုလည်းယုံကြည်တယ်လို့တန်တိကိလေသာတွေရှိနေအောင်လို့ဆိုရင်နောက်လာအောင် ဘဝတန္တရာလို့ခေါ်တဲ့တန္တရာဘဝကိုလည်းယုံကြည်တယ်။ကုသိုလ်ကံတွေရဲ့ကုသိုလ်ကလည်းအကောင်းကျိုးပေးမယ်ကုသိုလ်ကိုလည်းယုံကြည်တယ်လို့ကောင်းကျိုးကိုလည်းယုံကြည်တယ်အကုသိုလ်ကံရဲ့မကောင်းကျိုးပေးမယ်မကောင်းကျိုးကိုလည်းဒါယုံကြည်တယ်လို့ဒါယုံကြည်ခြင်းနှမျိုးကိုပဒါလို့ခေါ်ပါတယ်။ဒီနေ့မွေးနေ့မင်္ဂလာကိုအကြောင်းပြုပြီးတော့တရားတရားရှိလို့လားဒါဦးဇင်းတို့ဆိုတဲ့ဘုရားကလာရောက်ကြပြီးတော့ဒါနာစာရှိတဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတယ်။အဲ့ဒီလိုဒါနာတွေပြုကြတယ်ဆိုတာလည်းပဲတဲ့။ လက်ကြီးပဲတက်တက်ကြည့်လို့မရကြပါဘူး။ဒါရင်းနဲ့ရင်းမရလေ။အချိန်လေးငွေကြေးဥစ္စာတွေကိုအညာအားတွေပြုလုပ်ပြီးတော့မှရရှိတဲ့ရရှိတယ်ပေါ့နော်။ရအဲ့လိုပြုလုပ်ပြီးမှလည်းကောင်းမှုကုသိုလ်တွေကိုပြုလုပ်နိုင်ကြပါတယ်။ဒါကြီးဘာကြောင့်ပြုလုပ်နိုင်လဲဆိုတော့တရားတရားရှိလို့တရားအခြေခံလို့ကောင်းမှုကုသိုလ်တွေဒီနေ့ပြုလုပ်ကြတယ်။ငွေနဲ့မင်္ဂလာကိုအကြောင်းပြုပြီးတော့အခုလိုမျိုးနေရာလေးကိုလာရောက်ပြီးတော့တကူတကလာရောက်ကြပြီးတော့ဘုရားမြတ်ကံကားတော်တွေအမှီပေါင်းနေပြီး လူနဲ့လာတော့တဲ့ဆင်းခဲတွေပေါ်နေလို့ဒီတန်းကြတယ်လူမျိုးလာကိုအကြောင်းပြုပြီးတဲ့အဲ့တော့ကောင်းမှုကုသိုလ်ပြုတာကတော့တဲ့ခုလိုမျိုးငွေနေ့ငွေရက်မှာမဟုတ်ပါဘူးအချိန်ရှိတယ်လို့အခုရေးရတယ်လို့ကောင်းမှုကုသိုလ်ကတော့ပြုလို့နေရမှာကျောင်းဝင်ပြောတယ်လို့ကုသိုလ်ဆိုတာကတော့ဒါနတစ်ခုမှကုသိုလ်မဟုတ်ပါဘူးတစ္ဆန်ပုံထိုင်ပိုင်းမှာကုသိုလ်မဟုတ်ဘူးကိုလှုပ်ခြင်းမှုစန္ဒရဲ့လှုပ်ခြင်းမှုတွေရှိအဓိကတော့ယုံကြည်မှုတရားတရားတရားတော်ယုံကြည်တယ်တရားတော်ယုံကြည်တယ် သံဃာတော်တွေကိုယုံကြည်တဲ့ယုံကြည်ကြီးခုနှစ်မျိုးပေါ့နော်ဒီကုန်းကခုနှစ်မှာရှိနေတယ်ဆိုရင်အမိတို့တတ္တာကီလပညာစာကတတိဆိုတဲ့ဒီကုရဘဥစ္စာထဲမှာတရားတရားကရှိကုန်မှာပါနေပါတယ်ဒီနေ့လည်းပဲတရားတရားရှိနေတာအခုလုံးဝကြီးကောင်းခံအချိန်လေးကုန်ခံပြီးတော့ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတယ်ဆိုမိမိတို့မှာတရားတရားရှိနေကြတယ်ဆိုတာကယုံကြည်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်စေလို့အနုမောဒနာတရားလေးကိုဒီနေ့ဆုံးတာပါလို့နော်အဲ့တော့မိမိတို့လည်းပဲ အခုလိုမျိုးအချိန်လေးကုန်ကံဝင်ကြီးလေးကုန်ခံပြီးတော့ဘာမှပုဂ္ဂိုလ်လေးမလုပ်ခံနိုင်နိုင်ရတော့ဆန်းနိုင်ကြတော့ပေါ့နော်အမှန်ရှိနေတဲ့ရာဇင်စိတ်ကအဲစီလီပန်ရေချမ်းစားရှိတဲ့ပစ္စယဒါနတွေနဲ့ကပ်လူပြီးတော့ပဲဖြစ်ဖြစ်ရာရှင်ဘုရားမြတ်ကြီးရဲ့ရုပ်ပုခေါ်ကြခဲ့လေပရိတရားတော်ဒီဓမ္မစကြာတရားကြီးစသည်ရခဲ့တရားတွေရုပ်ပုပြီးတော့ဓမ္မပူဇာနဲ့ဆိုဖြစ်ဖြစ်ဘာမှပုဂ္ဂိုလ်လေးဆန်းနိုင်ကြတော့ဒါလောက်ကြရမယ်ပေါ့နော်အချိန်ရှိသလား ။ဒါကြောင့်အရှင်ကောင်းမှုကိုကောက်တိုက်တွန်းရလဲဆိုရင်ဆောင်းပြောသူတို့အကူရရဆိုလို့ဒီနေ့ဒီမှာကောက်မှုကုသိုလ်ပဲရှိပါတယ်။ဒါကြောင့်ကောက်မှုကုသိုလ်ပြုလုပ်ကြပါခုလိုမျိုး။ဘုရားဒါသနာကြီးနဲ့တွေ့နေတော့ဗုဒ္ဓဒုံလပါတဲ့ဗုဒ္ဓဘာသာဒုံလပါပေါ့။ဒုံလပါငါးမျိုးထဲမှာဗုဒ္ဓဘာသာဒုံလပါဘုရားပြုလို့ခဲရင်နဲ့ခဲရင်နဲ့အဲဒုံမှန်ခဲရင်နဲ့ကိစ္စတခုဘုရားဖြစ်တဲ့ခဲရင် မှာဘုရားနဲ့တွေ့နေပြီပေါ့နော်ဘုရားသာသနာနဲ့ဦးပြောလို့ဒါကဘုရားသာသနာနဲ့မိမိကိုတွေ့နေတယ်မနုဿရဘောတုံကဘာတဲ့ခဲရင်နဲ့ဤဖြစ်ဖို့ခဲရင်နဲ့လူဘဝကိုလည်းရရှိနေကြတယ်ဒရာတံပတ္တိတုံကဘာတဲ့ဒရာတရားပြည့်ဖို့ဆိုတာလည်းခဲရင်နဲ့အခုတော့ဘုရားသာသနာနဲ့တွေ့နေတယ်လူဘဝကိုလည်းရရှိနေတယ်ဒရာတရားနဲ့ပြည့်စုံတဲ့ဘုရားဘာသာဖြစ်နေတုံးမှာဒီဆိုလိုတာကိုဆုံးပြောတဲ့ဘာမှုကုသိုလ်တွေဆန္ဒတော့ပြုလုပ်ကြပါနေဖို့အတွက်ကိုလည်းလုံးဝမပြီးဒီလိုတွေငယ်ငယ်ဖြစ်ဖြစ်ကြီးကြီးဖြစ်ဖြစ်ပြေကြအောင်မှဖြစ်ခဲ့ကြ ်ဒီလိုအတွက်ကိုလည်းဦးဇင်းတို့လုပ်ကြတယ်အဲ့တော့ဟိုဟန်ချက်ညီအောင်ကုသိုလ်တွေလုပ်ကြမယ်နေဖို့တွေလုပ်ကြမယ်ပြီးဖို့တွေလုပ်ကြမယ်လို့ပြောမှုကုသိုလ်တွေလုပ်နိုင်ကြပါလေလို့ဦးဇင်းတိုက်တွန်းခြင်းဒါနန္တတန်တုတ္တရာအတိလံရခန္တုတ္တပတံသာဝနာပိယတာဝန္တုတရန္တုဘဝတာကရံသာရေဝနှလုံးပြောပြောင်းဝုဒ္ဓတော်ကောင်းပေါင်းလို့သုံးမိတင်တော်ကောင်းပေါင်းလို့ဒီ ဒါနံနေဒီမြတိသမိဝေတိရှင်လူမျိုးဒါနမျိုးကိုတဒါယယရဏသုံးဏံကံကံအတူမြေနိုးယုံကြည်ဂုံဤသင်္ရှာတတာတရားဖြင့်ဒါတံသူပုဗ္ဗမုံစာ အပ္ပရဟုသုံးအစီနာပြတံကာဖြင့်ဒီတာရှင်လန်းဟူတံနိုင်ကြပါသည်ဂုံတိဒီလံပြင်စာအထာတသိင်္ဂဟုကုမမချွတ်ချင်ထားဟုတပဒာနေယောညပါဘေခမဆိုင်အချိန်တိုင်း၌ ရခန္တုမညုမချောင်းမကြုတ်ပါအောင်ကောင်းစွာမသွေးဆောင်ရှောက်သိမ့်သိမ့်နိုင်ကြပါပြီကုန်သတည်းဘာဝနာပိယတာဌာနသီလမသည်ရှေ့သို့ရှိကြလေတမထဝိပဿနာဘာဝနာစကံအထလန်တို့၌ကာယမှုလျောအကျော်ကြီးပြောကြကုန်သည်ဝန္တုတောင်းတိုင်းတတိုင်းချစီအထုတ်တိုင်းစုံတိုင်းမဒီကိုဒီကိုငါဖြစ်ကြပါပြီကုန်သတည်းဘဝတံကြံဌာနသီလဘာဝနာရှိပါသည် သာမရူပအရူပဟုဘဝပင်လေဤပင်မြေကြီးကိုတရံဒုမကေရှိထွေသုံးမော်လီတိမကွိမကောက်ကံကိုရောင်းတောက်ရှောင်မတွေ့ဆက်ရောက်နိုင်ကြပါစေကုန်သတည်းသာဓုပါဓုပါဒုဒီနေ့ဒီနေ့ဒီနေ့ဘုရားကိုအကြောင်းပြုပြီးတော့ နေရကာယကံဝိကံမနောကံတို့ဖြင့်ဤသာပြည့်ရရှိသဟာပြီးသောဌာနအစရှိတဲ့ကောင်းမှုကုသိုလ်ရှိရှိတို့အားဒီမှာဆောင်